အဲကလာစီကိုမှာရီယယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်မလားအားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေဘောရာတို့ကိုကြိုးဆိုပါတယ်ဟန်စီဖလေးရဲ့လက်ထက်မှာဘာစရာကရီယယ်ကိုငယ်နိုင်ဖြစ်နေတယ်လက်ရှိအားမှာဘာစရာကရီယယ်ရဲ့ဆူပလာမျောလင်းချက်တွေကိုဖျက်ဆီးပစ်ထားတာပါစပိန်ပြည်မလားဖိုင်နယ်စပိန်စူပါဖလားဖိုင်နယ်တွေမှာရီယယ်ကိုဘာစရာအနိုင်ယူထားတယ်လို့လာလီဂါပထမအကြော့မှာလည်းအနိုင်ရထားပါတယ်အခုလာလီဂါဆုံတွဲမှုမှာဘာစရာကထပ်ပြီးတော့အနိုင်ရရင်ရီယယ်လာလီဂါချန်ပီယံမျောလင်းချက် အဆုံးသတ်လို့နေပါဖြစ်ပါပြီ။လက်ရှိချိန်ကဘာစရွန်ကရီယက်ကို၄မှတ်ဖြတ်ပြီးတော့လာလီဂါမှာပေးစရာကိုဥဆောင်ထားပါတယ်။ဘာစရွန်လာလီဂါလက်ချံပွဲတွေကရီယက်ထပ်ပို့ပြီးတော့ကြက်တဲနေပါတယ်။ဘာစရွန်ကချန်ပီယံလိဝင်ခွင့်အတွက်အမှတ်လုံနေတဲ့ဗီလာရီယက်ကိုအိမ်ကွင်းဘီဘောင်းကိုဝေးကွင်းပွဲတွေကစားမှာဖြစ်လို့ပွဲကြက်နေပါတယ်။ရီယက်တင်းရဲ့လက်ချံပွဲတွေမှာအဆင့်တစ်ဆယ်နေရာကမာယော့ကာနဲ့တွေ့ရမဲ့ပွဲကသာအခက်ခဲဆုံးဖြစ်နေပါတယ်။ဒီတော့ခုအဲကလာစီကိုမှာရီယက်နိုင်ပွဲရခြင်းလာလီဂါချန်ပီယံဆုတွေမျောလင်းချက်ပြန်လဲအားကောင်းလာမှာပါ။ ဘာစွာကလက်ရှိရာသီလာလီဂါရဲ့ဖျော်ဖြေအဆန်ဆုံးအသင်းပါလာလီဂါမှာဘာစီလိုနာ60ဂိုးတွေတွင်းထားပြီးတော့တိုက်ရှစ်မုံတိုင်းဆင်ထားတယ်အက်လက်စီကိုပြိုင်ဘက်ရီရဲ့လာလီဂါတွင်းဂိုးက66ဂိုးတာရှေ့နေတာပါအန်စလော့တီစ်လက်စ်အက်လက်စီကိုအခုအက်လက်စီကိုကရီရဲ့ဂန်တွေနီးပြအန်စလော့တီရဲ့နောက်ဆုံးအက်လက်စီကို ဖြစ်လာမှာပါအသက်65နှစ်ရွယ်အန်စလော့တီက2013ခုနှစ်ကနေ2015ခုနှစ်တွင်တစ်ကြိမ်2021ကနေပြီးတော့လက်ရှိအချိန်ထိတစ်ကြိမ်ရီယန်နီးပြဖြစ်တာဝန်ယူထားပါတယ် ရီယန်နီပြဘွားဒုတိယအကြိမ်မှာအန်စတော်ရီကချန်ပီယံလိအပါအဝင်ခန်းနာအောင်ပွဲတွေယူပေးပေမဲ့လက်ရှိအားသီးအားလက်ဆိုးတွေကြောင့်ဝေဖန်ခံရပါတယ်ချန်ပီယံလိ၃ကြိမ်နဲ့လာလီဂါ၂ကြိမ်ပါဝင်စူပလာ၁၅ကြိမ်ရယူပြီးတော့ရီယန်သမိုင်းတက်လျှောက်စူပလာအများဆုံးနှိပြဖြစ်စံချိန်တင်ထားသူအန်စတော်ဒီအတွက်အခုအက်ကလစီကိုကနောက်ဆုံးတိတ်ခါဆဲပွဲပါပဲတရဝင်းမကျင်သာသေးပေမဲ့အန်စတော်ဒီကလက်ရှိရာသီကိုရင်ရီယန်နဲ့လမ်းခွဲဖို့ကတေချာသလောက်ရှိနေပါပြီသူနေရာကိုအလွန်ဆိုကအစားဝင်မယ်လို့သတင်းကြီးနေခဲ့ပါတယ် ဟန်စီဖလစ်နိုင်ပွဲထပ်ရအောင်မလားဟန်စီဖလစ်ရဲ့အဲကလာစီကိုမတ်တန်အတော်လေးကိုထမ်းမြက်လို့နေပါတယ်ပထမဆုံးအဲကလာစီကိုပွဲဖြစ်ရီယန်နဲ့ဘာနီဗျူးမှာဟန်စီဖလစ်ကလေးဂိုးကိုမရှိရလက်နဲ့အနိုင်ပြခဲ့တာပါအိုင်နောက်စပိန်စူပါဘလားမှာထပ်ဆုံပြီးတော့ဟန်စီဖလစ်ရဲ့ဘာစလိုနာကတယောက်ယောက်နဲ့ကစားပေမဲ့၅ဂိုး၂ဂိုးနဲ့ထပ်ပြီးတော့အနိုင်ရခဲ့ပြန်ပါတယ်စပိန်ပြည်ဖလားဖိုင်နယ်မှာဆုံတော့လေရီယန်ကဆုံးကျွေးမဆက်နိုင်ခဲ့ပါဘူးဘာစလိုနာကိုထပ်ညှက်ခံခဲ့ရပြီးဖလားလုံးလက်လွတ်လိုက်ရတယ်ရီယန်နဲ့ဟန်စီဖလစ်ကနတ်ဆိုးလို့ဖြစ်နေတာပါ ရမဲနဲ့အမ်ဘာပီအားပြိုင်ပွဲရမဲနဲ့အမ်ဘာပီယူနာ24မှာထိတိုက်တွေ့ဆုံအားပြိုင်ခဲ့ကြတယ်။စပိန်နဲ့ပြင်သစ်အသင်းတို့ရဲ့စီးကျင်းထိုးပွဲဒီမှာအမ်ဘာပီကရမဲကိုအသာမရခဲ့သလိုအက်ကလစီကိုစုံတွဲမှုမှာလည်းရမဲကပိုးပြီးတော့ထူးချွန်နေတာပါ။အသက်18နှစ်ပဲရမဲကလက်ရှိရာဒီမှာဘာစလိုနာအတွက်သွင်းကိုပိုင်ပတ်သက်မှု22ချိန်ကြီးပြုလုပ်ထားပါတယ်။လက်ရှိရာဒီအက်ကလစီကိုမှာရမဲက9ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု3ချိန်ပြုလုပ်ထားတာပါ။အမ်ဘာပီကလက်ရှိရာဒီလာလီဂါမှာဂိုးသွင်းမြင်ဆုတဲ့နှီးစပ်နေပေမဲ့အက်ကလစီကိုမှာထင်သလောက်မဟုတ်သေးပါဘူး။ ဒီကအက်ကလစီကဟန်စီဖလစ်နဲ့ဘာစီလိုနာအတွက်တတ်တောင်တတ်တာရှိပြီးတော့အန်စလော်တီနဲ့ရီယက်အတွက်သေရှင်ရင်ဖြစ်နေပါလိမ့်အက်ကလစီကမှာဘာစီလိုနာကိုထပ်ပြီးတော့အညံ့ခံလို့ရှိရင်ရီယက်လာလီဂါချန်ပီယံအိမ်မက်ကအဆုံးသတ်လို့နေပါဖြစ်နေပါပြီခါသီးတဲ့ပြိုင်ဘက်ဘာစလိုနာကရီယက်ကိုဖလားလမဲ့ဖြစ်အောင်လုပ်ပြအောင်မလားရီယက်ကမျက်ရည်နဲ့မျက်ခွတ်ထပ်ဖြစ်အောင်မယ်ထင်တယ်ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲအက်ကလစီကိုဒါဘီပွဲဘယ်လိုဖြေထွက်မယ်ထင်လဲပြောပြီးခဲ့ပါအောင်အားလုံးကို thank you ပါခင်ဗျာ